မတည့်ရင်ကျွန်တော်ကလူတစ်ယောက်ကနေပေါ့နော်လူတစ်ယောက် TikTok ဆော့နေတယ်လို့ထင်ရပါမယ်တကယ်တော့ဓာတ်ကောင်ကဆိုရာဆိုတဲ့ AI tool နဲ့လုပ်ထားတာ Okay အားလုံးမင်္ဂလာပါဒီနေ့ကျွန်တော်မိတ်ဆွေတို့မိတ်ဆက်ပေးခြင်းနဲ့အကြောင်းအရာတော့ဒါ AI tool တွေထဲမှာ AI tool တွေထဲမှာပေါ့နော်အခုနောက်ပိုင်းအကြမ်းဆုံးဖြစ်လာတဲ့ AI tool တစ်ခုမိတ်ဆွေတို့မိတ်ဆက်ပေးမယ်အဲ့ဒီ AI tool ကဘာလဲဆိုတော့ ChatGPT ပေါ့နော်ဒီ Open AI ကထုတ်ထားတဲ့ဒီဆိုရာဆိုတဲ့ အာ video generate AI tool ဖြစ်တယ်ဗောနော်အဲ့ဒီ video generate AI tool ကအရင်ကကျွန်တော်တို့ကျမ်းပါတယ်ဆိုတော့ဒီ Gemini တက်ကိုဟာ Google Gemini တက်ကိုပို့ပြီးတော့ဟာတာလွန်တော့တယ်เนาะဘာဘလို့အကြောင်းကြောင်လဲဆိုတော့ရာဒီဆိုရာဆိုတော့ဒီ open AI ကထုတ်ထားတဲ့ဒီ tool မှာကကျွန်တော်တို့ဒီ TikTok တုံးတဲ့အခါမှာမိတ်ဆိုတော့ TikTok တုံးတဲ့အခါမှာမျိုးတော့ outscore ဆွဲလို့ရတယ်ဗျာ အခုကျွန်တော်တို့ TikTok တုံးတယ် TikTok ကတယ် TikTok ကဆိုပြီးရရှိရပေါ့နော်အဲ့လိုမျိုးရှိလို့လို့ပဲနောက်ကျရင်ပေါ့နော်နောက်နောက်နောင်ကျလို့ရှိရင်ဒါဆိုရာဆော့တဲ့လူပေါ့နော်ဆိုရာဆော့တဲ့လူကဆိုရာတုံးပြရဲ့လူဒါမှမဟုတ်ဆိုရာကရပေါ့နော်အဲ့လိုမျိုးဖြစ်လာမယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်မဲဆိုတော့တချက်ကြည့်ကြည့်ပါဒေယံဆိုယာဗီဒီဆိုယာဆိုတဲ့ AI tool က TikTok လို့ဗီဒီယိုတောင်းလိုက်ထုတ်တယ်နောက်ပြီးရခါကျရင်သူက TikTok ဗီဒီယိုတွေလို့ပဲဗီဒီယိုအတိုလေးထုတ်တဲ့ ထုတ်တယ်ပေါ့နော်နောက်ပြက်တော့အရှည်လည်းထုတ်လို့ရတယ်ဗျဒါပေမဲ့အခုလောဆယ်မှာမိတ်ဆွေတို့အတွက်ကံမကောင်းတိတာကဒီဆိုယာဆိုတဲ့ AI2 ပေါ့နော်ဒီဆိုယာဆိုတဲ့ AI2 ကဟိုဟာကျွန်တော်တို့အားရှမှာမရတဲ့ကိုသူက U အာအီရုပ်ဘက်မှာပဲရတယ်ပေါ့နော် US မှာတော့ရတယ်ပေါ့ပြီးတော့အာ တကယ်တော့အာရှဘက်ကလူတွေတုံးချင်တယ်ကျွန်တော်တို့ဘက်ကလူတွေတုံးချင်တယ်ဆိုလို့ရှိရင်ဘယ်လိုတုံးရလဲဆိုတော့ကျွန်တော် App Store မှာ download ဆွဲပြီးတော့တုံးလို့ရ Android user တွေတော့ကတော့စိတ်မကောင်းဘူးပေါ့နော် App Store မှာတော့ download ဆွဲလို့ရတယ်အခုသူများဒီ Soya ဆိုတဲ့ AI tool နဲ့လောက်ထားတဲ့ဟာကိုကျွန်တော်ဗီဒီယိုလေးတွေနည်းနည်းပါပြပေးမယ်

မတည့်ရင်ကျွန်တော်တို့လူတစ်ယောက်ကနေရေဗောနော်လူတစ်ယောက် TikTok ဆော့နေတယ်လို့ထင်ရပါမယ်တကယ်တော့ဒါကောင်ကဆိုရာဆိုတဲ့ AI 2နဲ့လှုပ်ထားတာအဲ့တော့အဲ့ဒီဆိုရာဆိုတဲ့ AI 2ကိုပေးမှာတော့တုံးရမလဲဆိုတော့ကျွန်တော်တို့အာရှလူတွေအတွက်ဆိုလို့ရှိရင်အခု loss မှာ App Store မှာ download ဆွဲပြီးတော့တုံးလို့ရတယ် Android ဓမ္မတွေအတွက်ဆိုရင် browser ကနေတွားပြီးတော့တုံးလို့ရတယ်အဲ့တော့ကျွန်တော်တို့ browser တွေကိုဒီလိုဝင်လိုက်ပါတော့ browser တွေကိုဝင်လိုက်တယ်ဆိုလို့ရှိရင်ဒီ soya.com ဆိုတဲ့ AI tool တကူရှိရဗျအဲ့ဒီ soya.com ဆိုတဲ့ AI tool AI ကိုအာကျွန်တော်တို့ရှာလိုက်ရှာပြီးရတဲ့ခါကျလို့ရှင်ကျွန်တော်တို့ဘလို့တုံးပြရလဲဆိုတော့ကျွန်တော်တို့လောဆယ်တော့ Google ရဲ့ account နဲ့ account တခုနဲ့ account ဖွင့်ပေးရပါဘောနော် account ဖွင့်တာလို့လွယ်တယ်ဒီမှာသူများလုပ်ထားပြီးတဲ့ video တွေကိုလည်းကျွန်တော်တို့ TikTok ကြည့်တယ်လို့ပဲတွားကြည့်လို့ရတယ်ဒါတွေဆိုရင်သူများလုပ်ထားတဲ့ video တွေဒီမှာ app out scroll ဆွဲပြီးတော့တွားကြည့်လို့ရတယ်ဘောနော်ခုနကတော့လိုမျိုးအာ video တွေလည်းရှိอยู่ဘောနော် ကျွန်တော်တို့ကဗီဒီယိုတွေကိုလုတ်ချင်နေဆိုဘယ်လိုလုတ်ရလဲဆိုတော့ဒီဘက်ကအကောင့်လေးကိုနှိပ်လိုက်အဲဒီအကောင့်လေးကိုနှိပ်လိုက်ပြီးရခါကျရင်အခု log ဆင်မှာကျွန်တော်ကတော့ဒီမှာ you are using o uh the o ဆိုရမော်တယ်လို့ပြောကျွန်တော်တုံးနေရတော့ဒါဆိုရအဟောင်းပေါ့နော်အဟောင်းဖြစ်တယ်လို့ပြောထားတယ်ဒါပေမဲ့စိတ်ပူစရာမလိုဘူးသူကအတစ်ကိုထက်မှတ် version ဟိုလောက်လို့ရပါတော့ upgrade လုပ်လို့ရကျွန်တော်ကဒီမှာ ဗီဒီယိုဖန်တင်းချင်တယ်ဆိုရင်ဒီမှာစာရေးရပါတော့ ChatGPT 3လို့လိုမျိုးဟာ Google Gemini 3လို့မျိုးပဲဒီမှာကြည့်ကျွန်တော်ကဒီတိုင်းလေးရေးမှာပါနော် Capley Football ဆိုပြီးရေးရဲတကယ်ဗီဒီယိုဖန်တင်းချင်တယ်ဆိုရင်ဒီနေရာမှာဗီဒီယိုတက်ကိုရေးထားရမယ်ဒီနေရာမှာ image ကိုရေးထားရဆိုတော့သူကပုံမဲထုတ်ပေးမယ်ပေါ့နော်တကယ်လို့ဒီညမှာဗီဒီယိုရေးထားဆိုတော့ဗီဒီယိုထုတ်ပေးမယ်နောက်ပြီးဒီကောင်လေးကိုနှိပ်လိုက်တယ်ဆိုရင်ဒီမှာကျွန်တော်တို့ကလိုချင်တဲ့ site ကိုရွေးလို့ရတယ်ဒီမှာပေါ့နော်ဒါနှိပ်လိုက်ဒါဆိုလို့ရှိရင်တော့ YouTube site ပေါ့ဗျာအာနောက်ကျွန်တော်တို့က YouTube site မလို့ချင်း TikTok site ဆိုလို့ရှင်တော့ဒီကောင်ပေါ့ဗျာဒါ TikTok site ပေါ့ကျွန်တော်တို့အဲ့ဒါပြီးွားတဲ့ခါကျရင်ဘာလို့မလဲဆိုတော့ဒီမှာ upload လေးကိုနှိပ်လိုက်ဒီ app app arrow ပေါ့နော်အဲ့ကောင်လေးကိုနှိပ်လိုက်တယ်ဆိုလို့ရှင် video ကဖန်တီးပြီးွားရေပေါ့နော်ဒါပေမဲ့တကူရှိတာကဒီကောင်ကျွန်တော်တို့ browser မှာတုံးလို့ရတာကိုမှကျွန်တော်တို့ကပတ်စံပေးပြီးတော့တုံးလို့တုံးရမယ်ပေါ့နော်တကယ်လို့ဒီကောင်ကိုတုံးကျင်တယ်ဆိုရင်ကျွန်တော်တို့ upgrade plan ကိုနှိပ်လိုက်တယ်ဆိုရင်ကျွန်တော်တို့လာစင်ကြီး နဲ့ဝယ်လို့ရတယ်ဗောနော်ဒီမှာကျွန်တော်ကတော့ဒီဗီဒီယိုမှာဝယ်ပြမှာမဟုတ်ဘူးဘာကြောင့်လဲဆိုတော့ကျွန်တော်ကဒီကောင်ကိုတုံးမှာမဟုတ်ကျွန်တော် Google Gemini Pro ကိုဝယ်ထားရှိရတဲ့အတွက်ကြောင့်မလို့ဒီဆိုရာကိုကျွန်တော်အခု loss and ဝယ်နိုင်သေးဘူးဗောနော်ပတ်စံနဲ့မတက်နိုင်သေးပါဘူးအဲ့တော့ဒီမှာတလားစာအတွက်ကိုသူကဒေါ်လာ20ကျတင်မှာဗောနော်ဒေါ်လာ20ကျတင်မယ်အာဒီမှာတနစ်စာဒါဆိုလို့ရှင်တော့ဟောဒေါ်လာ100ကျတင်မှာဗောဒါကကျတော့ Pro ဗောနော် ဒါတွေဝယ်လိုက်တယ်ဆိုလို့ရှိရင်ဒီမှာတူရမဲ့ feature တွေအကုန်လုံးကိုဒီအောက်မှာရေးထားပေးရင်ကျွန်တော်တို့တုံးလို့ရမဲ့ feature တွေပေါ့နော် I pulled you over ဒီမှာကြည့်ပါ Is that It's just a big egg ထားတယ် feature Oh man okay uh, Sir man whatever step out the vehicle for me hands off the... Oh my god I'm too ဒါတော့မိတ်ဆွေတို့ဒီ video generate 2တွေထဲမှာအခုနောက်ဆုံးပေါ်လာတဲ့ ဆိုရာဆိုတော့ AI tool အကြောင်းကိုကျွန်တော်မိတ်ဆွေတို့ကိုအမီတဘောနဲ့မိတ်ဆက်ပေးသွားဖြစ်တယ်မိတ်ဆွေတို့တုံးပြချင်တယ်ဆိုလို့ရှိရင်ကျွန်တော်ဒီဆိုရာ tool ရဲ့ link ကိုပေါ့နော်ဆိုရာ .com link ကိုကျွန်တော် description မှာချထားပေးမယ်မိတ်ဆွေတို့စမ်းပြီးတော့တုံးကြည့်လို့ရတယ်အာတခုရှိတာက free တော့မရဘူးပတ်စံပေးဝယ်ရမယ်နောက်ပြီးတော့ Asha Bank ကဆိုလို့ရှိရင်ကျွန်တော်တို့ Android version မရှိဘူး Apple version ရှိရပေါ့နော် Apple App Store ကနေ download ဆွဲပြီးတုံးလို့ရတာ iPhone တမရဲ့အတွက်တော့အဆင်ပြေရပေါ့ဗျာ โอเคအားလုံးပဲအဆင်ပြေကြမလို့ကျွန်တော်မျှော်လင့်နေကျွန်တော်ရဲ့ channel လေး like subscribe လုပ်ထားပေးခဲ့ပုံမမေ့နဲ့